ကောပြည်သမားလုံးပဲမင်္ဂလာပါများ။လာမယ့် Giant မှာရှင်ပြိုင်ကစားမယ့် Carafound ပွဲစဉ်နေ့တွေကဒါပွဲကောင်းတွေဖြစ်တဲ့ကျွန်တော်တို့ဒါ Liverpool အသင်းပွဲစဉ်နဲ့ဒါ Chelsea အသင်းတို့ရဲ့ပွဲစဉ်ကိုကျွန်တော်နဲ့အတူပွဲကြိုသုံးသပ်ချက်ဖြစ်ဒါကိုကောင်းသိန်းကသုံးသပ်ပြောဆိုပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာ။ကောင်းသိန်းမင်္ဂလာပါဗျာ။မင်္ဂလာပါကိုဝင်။ဟုတ်ပါဟို Giant ထဲမှာတော့ဒါပွဲကောင်းတွေကအများကြီးပေါ့လေ။ဒါကတော့ဒါ Carafound Carafound Flag ပွဲပေါ့။အဲ့တော့အရင်ဆုံးနေကျွန်တော်တို့ဒါ Liverpool နဲ့ Bailey ပွဲကိုကျွန်တော်အရင်ဆုံးစပြီးတော့ဒါသုံးသပ်မယ်ပေါ့လေ။အဲ့တော့ အဲဒါပေမဲ့ဒီကောင်လက်ချိတ်စီမှာတော့တပြားတော်များနေပါလိ။အိမ်များနေရတော့အဓိကကတော့ Premier League Liverpool ရဲ့အရှုံးပေါ့။ဒါဟိုဟို Frankfurt ပွဲမှာဒါအာ UCL မှာနိုင်တာဆိုတော့အဲ့လောက်ကြီးတော့တိတ်တော့ပြောကြတော့မရှိပါဘူး။ဒါပေမဲ့ဒီ Frankfurt နဲ့ Liverpool နဲ့ဆိုတော့နည်းနည်းလေးကွာဟတယ်ပေါ့လေ။အဲ့တော့ Premier League Liverpool ရဲ့အရှုံးဆိုတာရောတော်တော်ကြီးဟိုမှပြောစရာများတယ်ပေါ့လေ။အဲ့တော့ဒါပြီးခဲ့ရာသီလောကဒါ Liverpool ကဒါ Champion ဖြစ်ခဲ့တဲ့လမ်းကြောင်းမှာဒါ Liverpool ပဲရှုံးခဲ့တာ။ဟိုတရာသီလောကခုဟာကကိုယ်ပွဲပဲရှိသေးတယ်။ဒါ Premier League Liverpool ရှုံးနေပြီဆိုတော့ဒါတော်တော်လေးလေး ဟိုဘယ်လိုများစိုးရင်စရာပေါ့လေအဓိကတော့အာနီစလော့ပေါ့အာနီစလော့ဘာတွေလုံနေလဲပေါ့လေဘာတွေမှားနေလဲဘာတွေမပြင်းစင်နိုင်တာလဲပေါ့လေအဲ့တော့အခုလာမဲ့တွေ့မဲ့အတင်းရဒါသူတို့ဒါပြင်းများလိမရှုံးခဲ့တဲ့ပဲလီလည်းဖြစ်နေတယ်နော်ပဲလီလည်းဖြစ်နေဆိုတော့အခုကာရာဘောင်းမှာထပ်တွေ့တယ်အဲ့တော့ဒီဘက်မှာလည်းအာနီစလော့အနေနဲ့ကတော့ဘလူနီးနဲ့မှအရင်သုံးလို့မရဘူးတိပဲလေးကလည်းလူပြဟိုဘယ်လိုပြောမလဲလူစုံတက်ဆုံနဲ့ပေါ်ထွက်လာမှာဆိုတော့အဲ့တော့အရင်ဆုံးဒါကောင်းတဲ့အမြင်လေးစပြောပြအောင်ဒါလေဘာဘူးအနေနဲ့ဒီပဲလေးကိုရင်ဆိုင်ရမယ့်ပွဲမှာဘယ်လိုတွေ ြင်ဆင်ရမှာလဲဘယ်လိုပြင်ဆင်လာနိုင်လဲပေါ့အဲ့ဒါနေစပြီးစပြောပေးပါအောင်ဗျာပဲလေးစနေရဒီကဒီမှာပဲနှစ်ပွဲရှုံးထားတာပေါ့သူဒီကရှုံးထားရှင်းပါလဲဒါဟိုပနအဆုံးဖြတ်နဲ့ရှုံးနေထားရတယ်ပေါ့လေပြီးတော့ဒီဟိုပရီးမီးယားလိမှာလဲနှစ်ကိုတကိုနဲ့အေးနေထားတယ်လီဗာပူးကအဲဒီလိုအနေထားမျိုးမှာလီဗာပူးကဒီပဲလေးစနေထပ်ပြီးတော့လာတွေ့တယ်ဒီဒီခါတော့အင်ဝင်းအန်ဖီမှာကစားရမယ်ပေါ့နော်ပုံမှန်အားဖြင့်တော့ဒီ ခရဘောင်ဖလားဒီစတုဒ္ဓအဆင့်ဆိုတဲ့ဟာမျိုးကဒီလူငယ်ကစားသမားတွေနဲ့အသင်းအရန်ကစားသမားတွေချိုးချရောရောဆက်ပြီးတော့ဒီဒီအရန်ကစားသမားတွေရဲ့ဂိမ်းရတန်ကိုရှာပေးတဲ့ပွဲမျိုးပေါ့ဒါပေမဲ့အနီစလော့ကတော့လက်ရှိနေသားမှာအဲ့လိုလုံးမယ်လို့တော့မထင်ဘူးဒါဒီဒီလိုမျိုးလောက်ခွဲလို့လူစုံတက်စုံမကစားဘဲနဲ့အရန်ဒီနဲ့ပွဲထုတ်ခဲ့လို့ဒီပွဲမှာသာရက်လက်မကောင်းမင်းနဲ့ဒီပြိုင်ပွဲထွက်ခွာခဲ့ရမယ်ဆိုသူ့အတွက်ဖိအားတွေကပို့ပြီးတော့များလာနိုင်များလာနိုင်မယ်ဟုတ်ကဲ့အဲ့တော့လာမယ့်အပတ်မှာဒီလီဗာပူးက ်ဒီ Aston Villa နဲ့ကစားရမယ်ဒီဘွဲအတွက်ကိုဒီ Jae ဒီ Crystal Palace နဲ့နေမှာယုံကြည်မှုတွေရှာပြီးတော့အနိုင်ရလက်ဖော်ဆောင်သွားဖို့လိုတယ်အဲ့ဒီလိုနေထားမျိုးမှာတစ်ဖက်က Crystal Palace ကလည်းနောက်ဆုံးဒါဘွဲဒီမှာသူ၄ဘွဲစားရလက်မကောင်းဘူးနောက်ဆုံးနှစ်ဘွဲမှာသူရှုံးနေထားတယ် Arsenal ကိုရှုံးတယ်ဒီ Europa League မှာလည်းသူတို့ရှုံးထားတယ်ပေါ့နော်ဒီ sorry ဒီ Conference League မှာလည်းသူတို့ရှုံးထားတယ်အဲ့တော့ နောက်ဆုံးနှစ်ပွဲမှာလည်း Palace ကတိုက်စစ်ကဂိုးမရတာ哦ဒီလိုနှစ်သိန်းအနေထားမျိုးလာတွေ့တဲ့အခါမှာ Liverpool ဘယ်လိုပွဲထွက်လာမလဲကတော်တော်လေးလဲစိတ်ဝင်စားဖို့ကောင်းပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းဒီမှာဆိုလဲဒါ Frenchman နဲ့ပွဲမှာ Arsenal ရဲ့အရှိတ်အပြောင်းလဲတွေကိုမြင်ရတယ်ဒါပေမဲ့ဒီနောက်ကြောင်းပြန်꿰တယ်ပေါ့လေဒီ Brentford နဲ့ပွဲမှာကြတော့သူကစားနေကြပုံစံတိုင်း3 4 2 3 1ပုံစံမျိုးပြန်သွားတယ်အဲ့တော့ Liverpool လက်ရှိဖြတ်ဖြစ်ပြက်နေတဲ့ပြဿနာတွေကိုပြန်ပြီးကျွန်တော်တို့သုံးသပ်ကြည့်မယ်ဆိုရင် မှန်တယ်စိတ်သက်ပိုင်းတော့ပြိုလဲသွားတာဒါလေဘာဘူးကပြောမယ်ဆိုတရားမတရားကစားသမားတရားမတရားကွင်းထဲမှာဒုက္ခရောက်နေချင်းကြည်လိုက်ရင်ကိုယ်အသိဘော်ကိုယုံကြည်မှုမရှိတော့ဘူးဆိုတော့ပုံစံမျိုးတွေဖြစ်လာတယ်ဒါပေမဲ့အဲ့အရာတွေအလုံးရဲ့စိတ်မြင့်ကကွင်းတွင်းရနေပဲစတယ်လေဘာဘူးမှာတခြားကွင်းပြင်ပပြဿနာတွေအများကြီးမရှိဘူးဒီချန်ပီယံဆိုတော့အချိန်လေးနဲ့သူယုံကြည်မှုရှိရှိနဲ့ဒီရာသီကိုဝင်ရောက်ခဲ့တာပေါ့နော်အဲ့လိုနေထားမျိုးမှာဒီကွင်းတွင်းရှိတ်ကပဲဒီကစားသမားတွေရဲ့ profile ဒီသူ Anislot အသုံးပြုနေတဲ့ shape အဲ့ profile နဲ့ shape နဲ့ဂျားတွေက ိုညှောက်လိုက်တဲ့အခါမှာ balance တော်တဲ့ဟာထွက်မလာအောင် liverpool မှာသူပြင်ဒီ full back တွေကျွန်တော်ဒါတွေလက်ထက်လဲလဲပြောခဲ့ပြီးပါပြီဒါပေမဲ့အဲ့လိုအနေအထားမျိုးမှာဒါရှိ liverpool မှာစစ်တပ်တွေအရာပြိုလဲနေတယ်ဆိုတဲ့အနေအထားမျိုးမှာရက်လက်ပိုင်းတွေအရင်ဆုံးဥမော့လာဖို့အရေးကြီးတယ်အဲ့အတွက်ကုထုံးကလည်းဒီစစ်တပ်ပိုင်းတွေအရာပြန်လဲဥမော့လာဖို့ကုထုံးကလည်းကွင်းတွဲမှာပဲရှိတယ်အဲ့တော့ဒီ shape ကိုပဲကျွန်တော်အဓိကပဲဒါကိုပဲဟိုဘယ်လိုပြောအလေးပေးပြီးတော့ကျွန်တော်ပြောရမှာပဲဟိုကစားသမားတွေအတွက်အရာရာမှာသူတို့ စိတ်တက်ကြနေအချိန်မှာအပြောင်းလဲလေးပေါ့လေအပြောင်းလဲဆိုတာကကျွန်တော်ဒီပြူကအပြောင်းလဲကြီးလည်းမဟုတ်ဘူးသူတို့ကစားနေကြပုံစံတဲ့ကွဲထွက်တဲ့ပုံစံမျိုးလေးတခုနဲ့ကစားမယ်ဆိုဒါဟိုလူလူတယောက်ရဲ့စိတ်ပိုင်းဆိုင်ရာအရာပို့ပြီးတော့ဒါစိတ်သက်လူသက်လေးဖြစ်တယ်ပေါ့လေလေပါဘူးကအဲ့လိုမျိုးလေးထပ်ပြီးတော့လှုပ်ဖို့လိုတယ်ပြီးတော့ crowd bomb ကတ်လည်းဖြစ်နေတဲ့ဈာမှာဒီ first line up ပေါ့နော်သူအားကိုးတဲ့ကစားသမားကြီးတွေဒီ senior ကစားသမားတွေကိုအသုံးပြုဒါပေမဲ့ shape ကိုတော့ဒီ front back နဲ့ပွဲလိုမျိုးလေးအသုံးပြုဖို့လိုပြီးပြီးတော့သူရှေ့မှာလည်းဒီ3421ဆိုတဲ့ကစားကွက်နဲ့အသင်းတွေဒီ United Palace ီလိုအသင်းတွေကိုသူဟိုရှုံးနေခဲ့တယ်ရှုံးနေခဲ့တယ်ဆိုတဲ့အနေထားမှာလီဗာပူးကလက်ရှိကတော့ထရန့်နောက်ကိုမလိုက်နိုင်ပါဘူးဟိုမလိုက်နိုင်တာပေါ့နော်ဒီ tram long ball tram တွေကိုမလိုက်နိုင်တာနိုင်ဘူးအဲ့အချိန်မှာ arnis lobat ကလည်းအခုအချိန်မှာဖီးရည်ဘလောက်ဝင်နေလဲဆိုပြောတဲ့ဇကားလေးတွေကစားနည်းနည်းချော့လာပြီးမှလည်းတိုင်သက်တွေက long ball သုံးလို့အဝေးကွင်းနောက်ဆုံး6ပွဲမှာ9ပွဲထိအဝေးကွင်းကစားလို့အဲသူတို့အသင်းရောဆိုပြိုင်ဘက်ကဘလို့ကစားမလဲသိနေပြီဆိုတော့ဒီဇကားတွေထွက်လာပြီအဲ့လိုနေထားမျိုးတစ်ခုမှာဒီ crystal palace ဆိုတာလည်းသူတို့ဒီသူတို့ဒီရာသီမှာနှစ်ချိန်တိုင်းဒုက္ခပေးထားတယ်အဲ့တော့ လီဗာပူးအနေနဲ့ပြုတ်လို့ရမှာကဖြိတ်ကိုအပြောင်းလဲလို့ရလက်ကောင်းအရာဖို့ဦးတည်တကယ်အရန်ဒီကိုအတော့မပြုတ်ပဲနဲ့လူငယ်ကစားသမားတွေကပွဲထွက်ခွင့်ကိုနောက်ခဏထားပြီးတော့ဒီပရီးမီးယားလိမှာပြန်ပြီးတော့နိုင်ငံရှာဖွေဖို့အတွက်ဒီဘွဲ့ရုံချမှုတည်ဆောက်မယ်ပွဲအဲ့တော့ဟိုအနိုင်ရလက်အတွက်ပဲဦးတည်ပြီးကစားရမယ်လို့တော့ကျွန်တော်မြင်ပါတယ်ဟုတ်ကဲ့ပါတကယ်တော့လီဗာပူးက front foot နဲ့ပွဲမှာသာနိုင်နိုင်လိုက်ရတာဆိုတာပေါ့လေတကယ်တော့သူတို့ကဒီအခင်းကြီးမဲလောက်ပဲအပြောင်းလဲလုပ်ခဲ့တာကစားသမားတွေရဲ့ role တွေ ဒီ functional ကိုအဲ့လောက်ဒီကြောင်းလွယ်လောက်ခဏမဟုတ်ဘူးပေါ့လေအဲ့အတွက်လဲဒါ front ဘက်မှာနိုင်တဲ့အတိုင်းလောက်ပဲဒါဟို suppose line နဲ့ဒီ cartridge ဂျုံတွေကိုဒါကျွန်တော်ပြီးခဲ့တဲ့ brand phone နဲ့ရှုံးနေမှာပြန်သုံးခဲ့တယ်ပြန်သုံးကြတော့တစ်ဖက်ကဟိုရင်ဆိုင်ရတဲ့အတိုင်းက brand phone ကတေးကြပါတယ်ဒါ long mode တွေသုံးတယ်တကယ်ဟိုဟိုဘယ်လိုပြောမလဲ area jewel တွေဒီလိုအပိုင်းတွေမှာအားကောင်းတဲ့ဟာတွေဖြစ်နေတော့အခုလက်ရှိဒီ brand phone တွေမှာပြန်သုံးခဲ့တဲ့ဒီဘယ်လိုပြောမလဲ cartridge ဂျုံရဲ့ suppose line နောက်ပြီးတော့ဒီ front and back ရဲ့ဒီသုံးယောက်ကအမှန်တမ်းပြောရရင်ဒါ jeweler တွေမဟုတ်ဘူးအဲ့အတွက်ဒီလိုမျိုး ဟိုတစ်ဖက်ကပြိုင်ဘက်ကအားကောင်းတဲ့ဒါ physical gain တွေမှာဘယ်လိုမျိုးဘယ်လိုမျိုးဘယ်လိုနည်းနဲ့မှအသာသီးမရနိုင်ပါလေအဲ့တော့အနီးစလော့အနေနဲ့ကတော့တေချာတာတော့ဒီတပွဲနဲ့တပွဲပေါ့လေသူ့ရဲ့ဟိုနီးပြောင်းရေးဆိုင်ရာချိတ်ကပ်မှုတွေကိုဟိုမှန်ကန်သိနေလို့ထင်တာပဲပေါ့လေအခုလက်ရှိမှာအသင်းကလည်းအရန်ဟိုဘယ်လိုပြောမလဲဟိုအချပဲရောက်နေရပါလေဒီရလပိုင်းကအစပြောမယ်ဆိုရင်တော့ဒီစွမ်းဆောင်ရေးပိုင်းကအစအဲ့တော့ပြောချင်တာနောက်ထပ်ကျွန်တော်ဘာသွားတွေ့လဲဆိုတော့တပတ်စက်တပိုင်းတပတ်စက်ပိုင်းကလည်းအရန်ဟိုအမှားများတယ်အဲ့တော့ ီးခဲ့တဲ့ဒီ brand phone တွေပေါ်မှာလည်းသူတို့ရဲ့ dimension ဘယ်လောက်ထိအမှားများလဲဆိုတော့ကကက်ဆိုတာအဆိုးဆုံးပဲကကက်ဆိုရင်ဒါကျွန်တော်တွေ့ခဲ့တာဗောလေဒါကကက်ဆိုရင်အတော်တော်လေးအားနည်းနေပေါ့လေအဲ့တော့တော်တော်လေးခက်ခက်လေးရုံငံခဲ့ရတယ်ဒီဘက်ကဟိုကာရိုဒီဘက်ဖြစ်ဖြစ်ဒီဘက်ကဟို dance card ဖြစ်ဖြစ်အဲ့လိုမျိုး jewelry မှာလည်းအားနည်းတာကျွန်တော်တွေ့ရတယ်ဆိုတော့ဘမှုနေနဲ့ဒီပွဲမှာ Crystal Belly နဲ့တွေ့ရမှာဆို Crystal Belly ရဲ့ offensive ဘက်ကကိုကောင်းတယ်လို့သိခဲ့တိုင်းပဲ Matilda စာပင်တို့တကယ်ဟိုဟိုဘယ်လိုမှမကြက်ခိုင်မှုဘိုင်းရောဟို technical ဘိုင်းရောဘယ်လိုပြောမလဲအရန်ဟိုအကောင်းနဲ့ဟာရီဆိုတော့ ဟိုလေဘာမှုရဲ့ခံစားပိုင်းအောင်နည်းနည်းလေးစိုးရင်စရာရှိနေတယ်မထင်ဘူးလားအဲရှိတာပေါ့ကိုဝင်ရှိတာပေါ့ဟိုဒါကြောင့်လဲကျွန်တော်တို့ဟိုပြောမယ်ဆိုလေဘာဘူးကဂေဟီကိုသူတို့လိုက်ခဲ့တယ်ဟုတ်ကဲ့အဲဂေဒီကိုအရာမခေါ်ယူနိုင်ဘူးဒါမှမဟုတ်ဂေဒီမဟုတ်လဲတခြားဆန်တာဘက်တူအရာမခေါ်ဘဲနဲ့ဒီအီဆတ်ကိုခေါ်ယူလိုက်တဲ့အပေါ်မှာဝေဖန်မှုတွေမြင့်တက်ခဲ့တာပေါ့လေအသင်းကဘလို့မှအီဆတ်ရောက်လာတဲ့အချိန်မှာ balance ကိုရှာတော်တော်လေးခတ်တယ် balance မရှိတဲ့နေရာမှာဒီချိန်အပြာကိုတော်တော်လေးရှာရှာဖို့ခတ်တယ်ဒီပြီးခဲ့တဲ့ပွဲမှာဆိုလဲဒါကျွန်တော်ဒီ breath phone နဲ့ပွဲ ဒီပွဲချုပ်သုံးသပ်ချက်မှာကျွန်တော်ပြောပြခဲ့ရတယ်တခုရှိရယ်ပေါ့လေဒီ front back ကဒီ ground ball တွေသွားလို့ဒီ2 2 beta ကလုံလောက်ပြင်မဲ့ဒီ bravo ရဲ့ဒီ go kit တွေမှာတက်ပြီး present ပေးတဲ့နေသားမျိုးမှာ liverpool ရဲ့ number 6ကစားသမားအဲ့ဒီအချိန်မှာအရန်ဟိုအသုံးပြုမယ်လို့ကြိုပြီးတိထားရတော့ပြီးဖြစ်တဲ့ဒီ kit jones support line ကိုကွဲမှာဒီ damp scan နဲ့ဒီတရားကိုကွဲသွားတယ်ပေါ့အဲ့ဒီကအဲ့ကွဲမှာဖြစ်တဲ့အတွက်ဒီ isaac ကဒဏ်ရာရသွားတယ်ပေါ့နော်အဲ့ isaac ရဲ့နေရာမှာကျွန်တော်တို့ဒီ mcallister ကိုသုံးပြီးတော့2 3 base ကိုတယ်မလားဆိုတဲ့ဟာလေးကျွန်တော်ဆွေးနွေးခဲ့ဘူးတယ် ဒါမဲ့တကယ်တော့အနီစလောအဲ့ဒါမလို့ဘူးအီဆက်နေရာမှာဆာလာဝင်လာတယ်ဒါမဲ့အဲ့ဒါ profile လုံးဝမတူမကြဟုတ်ပြီ private နဲ့နေမှာဆိုအီဆက်ကဒီ type set ကိုဒီပြိုင်ဘက်ခက်စလန်ရဲ့နောက်ကြောတွေကိုတိုးဝင်နေတဲ့ပုံစံမျိုးအဲ့လမ်းကြောင်းတွေသူဘလုံးရရပြနေနေထားမှာဒီ binary line နဲ့မှာ space တွေရတယ်ဒီပြိုင်ဘက်ခက်စကြောင်းနောက်ဆုတ်သွားအောင်ဒီပုံမှန်အဖြစ် nature ရတာဖြစ်စေတယ်ပေါ့လေအီဆက်ရဲ့အဲ့လို brand ကြီးကဟိုသူဘလုံးအဲ့လောက်ကြီးမထိရပါပဲဒါမဲ့ဆာလာပါလိုင်းနေထားမှာ profile ကွာသွားပြီဆာလာဆိုတာပွဲချင်းဒီ breadphone နဲ့ပွဲမှာသူတို့ဥဆောင်ကိုပေးလိုက်ရတယ် သူကတော့စာပေဘောလုံးပြန်ပေးတယ်ပေါ့နော်6မိနစ်လောက်မှာဆိုရင်ဒါ Bradley ကဒီ wood ကိုယူထားတယ် Sports Line ကကွင်းလေးကနေပြီးတော့ဒီ transition ရလာတယ်အပေါက်ကြီးပဲ transition ရလာတော့ဒီ Bradley ကိုပေးလိုက်ဒါမဲ့ဆလာအဲ့ဒါကိုဒီ box တဲကိုပြေးနေတန်းလဲရတယ်အဲ့ဘောလုံး track ယူခဲ့တဲ့အနေအထားမျိုးမှာဒီကျွန်တော်တို့ရဲ့ဒီ front back နဲ့ပွဲမှာကစားခဲ့တဲ့ Joe attack ဆိုတဲ့ဟာကလုံးဝမဟုတ်တော့ဘူးဆိုတာသိလိုက်ရပြီအဲ့တည်းကအဲ့တော့ခက်စက်ဘိုင်းဘက်မှာလဲကျွန်တော်တို့ကဒီပြိုင်ဘက်ရဲ့ long ball တွေ set speed တွေကိုဖြည့်ရှင်းဖို့အတွက်ဆိုရင် flying full back နှစ်ယောက်မသုံးမနေတယောက်ပဲသုံးမလားဒါက reactive way ဖြစ်သွားတယ်ဒါကြတော့ကိုကိုပုံစံမှာလည်းဒီ beta ကိုတခြားမတင်နိုင်ဘူးတယ်ဖို့လည်းတခြားလေး alpha site လောက်နိုင်အောင်ဆိုတဲ့အနေအထားမျိုးမှာဒီ reactive way နဲ့ပြန်သွားမယ်ဆိုရင်ဒီ cancel မှာညာချမ်းမှာဒီ go map ကိုတခါလဲအသုံးပြုလာတာမျိုးဒါမှမဟုတ်ဒီ queen လဲမှာကျွန်တော်တို့ဟိုပေါ့လေဒီလူကြီးများများနဲ့ပြန်မြောက်အသာရဖို့ဒီ megalister category ကျ software slide အရှိမှာမှာ florian west ထားတာမျိုးလိုအပ်လာပြီဒီမှာဘူးရ cancel ကဒီ system ရဲ့အကူအညီကိုလည်းမရတယ်လို့ သူတို့ရဲ့ဒီကွင်းလေဒီ sorry ဒီ center back ဂျီကိုအတွဲမှာ哦လေဒီကိုနာတေးကတော်တော်လေးအထာလေးတယ်ဗန်ဒိုက်ကလည်းကြာရွယ်ရောက်လာပြီအဲ့ချိန်တည်းဟိုမှာမှာဒီခန်းစက်ကဒီ compass နဲ့ရှိမနေဘူး solid ဖြစ်မနေဘူးဆိုတဲ့အနေထားမှာဟိုလီဗာပူးခန်းစက်ကတော်တော်လေးဒုက္ခရောက်ပါတယ်ဒီကြားထဲမှာမှာလည်းဒီမမတာရှီဗီလီရဲ့ဒီ sweeping ပေါ့နော် sweeping skill ကဒီအရင်အားနေတယ်ပေါ့နော်အားနေတယ်ဆိုတော့ဒီ alison ကိုမှမီဘူးပေါ့ဒီ sweeper keeper ဆိုတဲ့ပုံစံမျိုးတိတ်ပြီးတော့မှမီဘူးဒီ graphone နဲ့ပွဲရတူဒီပြကိုတော်တော်ကတွင်းရတယ် share သေးဆိုရင် အဲ့ထက်ပို့ပြီးတော့ဘာမှဒါရှီလီဗီနဲ့ရရဲပို့ပြီးတော့တက်ခက်တဲ့နယ်လို့ကျွန်တော်မြင်နေပေါ့နော်အဲ့တော့ဘာဘူးမှာတော့ပြက်နာတွေအများကြီးပဲလက်ရှိနေသားမှာဒီ trend out လိုက်မှာလားမလို့ဘူးဒီကိုယ့်ရဲ့ tactical identity ကိုတခြားတိဆောက်မယ်ဆိုလဲဒီ first fade တွေကိုတို့ဒီရာဒီဂျိုမှာပြင်ဆင်ထားခဲ့တဲ့အတိုင်းလုံးမယ်ဆိုတဲ့အတိုင်းတခြားလေးအဆိုင်ဖို့လုံနေပြီပေါ့ Liverpool ကတော့ဒါဟို Anislo အတွက်လည်းအလှည့်ပြောင်း ကာလလို့တော့ရောက်လာပြီလို့တော့ကျွန်တော်ယူဆနေပါတယ်ဟုတ်ကဲ့ပါတကယ်တော့လည်းပဲလေးဆိုရတဲ့လက်ရှိမှာဒါပြီးခဲ့တဲ့ ါပွဲဒီမှာရလမကောင်းခဲ့ပေမဲ့ဒါသူတို့အသင်းကိုရှော့တွက်လို့တော့မရဘူးပေါ့လေတကယ်တော့နောက်ဆုံးပါပရီးမီးယားလိပွဲမှာအာဆင်နယ်ကိုရှုံးသွားတဲ့ပွဲတွေမှာဆိုရင်ဒါအာဆင်နယ်မလို့ပေါ့လေဒါပဲလေးကဟိုလက်မြောက်ခဲ့ရတာပေါ့ဒါဒါဆိုဒါဟိုပြတ်တက်တဲ့အနိုင်ရလာလည်းမဟုတ်ဘူးပေါ့ဟုတ်ကဲ့နေရောမာဂျင်နေရောမာဂျင်နေပေါ့အဲ့တော့ပဲလေးကလည်းတကြတော့ဒီရာသီပရီးမီးယားလိမှာဒါ3ဘက်ကစားနေတဲ့အသင်းတွေထဲမှာမှဒါဟိုကျွန်တော်တို့ဒါထင်သာမြန်ရှိအောင်ပြောရရင်ဆိုဒါအမော်ရင်ရဲ့3ဘက်နဲ့ဒါဟိုအိုလီဟိုဟာ sorry ဒါပဲလေးအနီးပြဒါ ဂလက်စနာရဲ့ play ဆိုတာဘယ်လိုပြောမလဲကစားဝင်ဟန်ရင်နည်းနည်းကွာတယ်ပေါ့ဟိုအမော်ရင်ကဒါသတိဘက်ကစားမယ်မယ် तू ကဒီ position control ဘက်ကိုနည်းနည်းလေးရိုင်းရင်လေဒါပေမဲ့ဂလက်စန်ကအဲ့လိုမဟုတ်ဘူးဒါ position control ကိုလုံးဝဆွန့်လွတ်တယ် तू ကတောင်းမန်တွေကို तू ကလုံးဝတောင်းမန်တွေအားပြုတ်တယ် white or winbet တွေအားပြုတ်မယ် तू ကတကယ်ဟိုဟို counter pressing နဲ့သွားမယ်အဲ့လိုမျိုးမိမြဆိုတော့လက်ရှိမှာ liverpool ကဟို red defend ကလည်းအရင်အားနေနေပေါ့လေအဲ့တော့ခံစင်ပိုင်းကလည်းအားနေနေကွင်းလိုင်းပိုင်းကလည်းကိုချင်းကြီးကိုဟန်ချက်မညီသေးဘူးဆိုတော့ပဲလီနေနေတေချာပါတယ်ဒီပွဲမှာလည်းဒါပြီးခဲ့တဲ့ပွဲတွေမှာ ဟိုလီဗာပူးအตาရခဲ့သလိုပဲယင်ဆိုင်လာအောင်မယ်လို့ကျွန်တော်ထင်တယ်အဲ့တော့ဒီပက်လီဘက်ကလည်းဒါကိုအောင်နေပြောပြပါအောင်အခုဒီပွဲမှာရောဘယ်ကစားသမားတွေကိုဘလို့အလှည့်ပြောင်းလုပ်လာနိုင်လဲအဲဒီလိုမှမဟုတ်ဒါလီဗာပူးရဲ့ခန်းစဉ်ကိုဘလို့ထွက်နေလာရင်လဲဆိုတာဆက်ပြောပြပါအောင်ပယ်လစ်ဘက်ကလည်းဂလစနာနဲ့တာမန်ဆိုရင်တော့ဒါပရီးမီးယားလိမာလည်းသူရက်လက်တွေကောင်းနေတယ်ဒီသူရဲ့ current form လည်းကောင်းနေတော့ဒီပွဲကအရန်ဒီနဲ့ပွဲထွက်လာနိုင်တယ်ဟုတ်ကဲ့အဲဒါပေမဲ့သူ့အနေနဲ့လည်းဒါပြောမယ်ဆိုဒီနိုင်ပွဲနိုင်ပွဲပြန်လဲရှာဖွေဖို့လိုအပ်လာတဲ့ကာလပေါ့လေနောက်ဆုံးလေးပွဲစတိုက်လည်းမနိုင်ထားဘူးနှစ်ပွဲရှုံးနှစ်ပွဲသေးဆိုတဲ့အနေအထားမျိုးမှာ အဲ့တော့ပဲလစ်ဘက်ကလည်းအင်ဒီအားပြင်းနေပဲပွဲထွက်လာမယ်လို့တော့ကျွန်တော်မြင်နေစောင့်ကြည့်ရမယ်ကစားသမားဆိုရင်တော့ဒါဟွာဒန်ပေါ့ဒီအတိုင်းပဲလီဗာပူးနဲ့ဒီပရီးမီးယားလိနဲ့ပရီးမီးယားလိမှာတွေ့တော့ကပွဲမှာဆိုလဲတော်တော်လေးကောင်းတယ်ဟွာဒန်ဟွာဒန်ကပြောမှဆိုဒီဟူ့ချ်နဲ့ပဲတွေ့တွေ့ဒီကမာဒါနဲ့ပဲတွေ့တွေ့တော်တော်လေးကောင်းတာတော်တော်ကောင်းတာပြီးတော့တွေ့ရတယ်ပြီးတော့သူတို့ရဲ့ဘေးဒက်ဘက်ကလည်းခုနကကိုဝင်ပြောခဲ့လို့ပဲယူနိုက်တက်နဲ့မတူဘူးယူနိုက်တက်ကဒီကွင်းလေကိုဟိုအားပြုတ်တယ်ဒီကွင်းလေကိုပန်နာကိုအားပြုတ်တယ် control အဓိကချေပြုတ်တယ်ပေါ့နော်ဟိုသူတို့ရဲ့ဘေးဒက်မှာဆိုလဲဟိုနည်းနည်းလေးထူးခြားတာယူနိုက်တက်ကဟို first fear ကိုအဲ့လောက်ကြီးဟိုမသွားဘူးမကွာရအောင်သွားပြီးကွင်းလေကိုတက်ပေါင်းတာမျိုးအဲ့မှာမှဒီ customer နဲ့ဟို final deck ကဒီ horizon နဲ့နေရာယူကနေ vertical ပုံစံပြောင်းတာကိုဒီဒီ central line ကိုပဲ overload လုပ်တဲ့ပုံစံမျိုးဟို palace ကကြာတော့မတူဘူး palace ကကြာတော့ဒီဘက်ကကျွန်တော် richards ကဒီဟိုဟာပြီးတော့ full back လိုပုံစံမျိုးဖြစ်သွားပြီဒီအလဲမှာ lacrosse ရှိတယ်ဒီဘက်ဘေးမှာ gay ရှိတယ်အဲ့ gay နဲ့ lacrosse ကြားတဲ့ကိုဒီ den hanna ဆန်တက်ပြီးတော့ဒီ base deck ကိုဒီဒီဘယ်လိုပြောရမလဲဟို4 3 434ပုံစံမျိုးတဲတဲ့ပုံစံမျိုးပေါ့နော်ဒီ434ဆိုတာဒီဘက်ကမေချက်ကတော့ဒီဒီမက်တက်ဆုံလောက်ပဲတက်တယ်။ဟိုဘက်ကမူညော့စ်ကိုလုံးဝအလွတ်ကြီးထားထားတဲ့ပုံစံမျိုးတိုက်ဆက်ကိုလုံးဝတက်ပေါင်းခိုင်းထားတဲ့ပုံစံမျိုးမြင်တွေ့ရတယ်။အဲ့တော့ဟို Felix ကပြောမယ်ဆို Bradford တက်တောင်ပို့ပြီးတော့ဟိုတိုက်ခိုက်နိုင်တဲ့လက်နက်စုံသေးတယ်။သူတို့ကဒီ Bradford ဘိုင်းရလဲ Bradford တက်တာတယ်။ဒီဒီ Bradford လေးရလဲပြီးတော့ဒီ Bradford လိုပဲဒီ Long Throw တွေ set piece ကနေလဲဒုက္ခပေးနိုင်တယ်။ပြီးတော့သူတို့တိုက်ဆက်မှာဆိုလဲဒါ ဟိုမာတီတာလို့ကစားသမားမျိုးရှိတယ်အဲဒီစားရှိတယ်ယော်မီပီနိုရှိတယ်အဲ့သုံးယောက်ကပြောမယ်ဆို rotation ကတော်တော်လေးလှတယ်သူတို့ဒီအငိမ့်မဟုတ်ဘူးဒီစားကဒီဘယ်ချမ်းကိုရောက်လဲရောက်လာတယ်မာတီတာညာဘက်ကိုထွက်တယ်သူတို့သုံးယောက်ရဲ့ဒီဘယ်လိုပြောရမလဲ chemistry ကလည်းတော်တော်လေးအကောင်းတာကိုတွေ့ရတယ်ဒီဘက်မှာလည်း liverpool ကိုထပ်ပြီးဒုက္ခပေးသွားဖို့ရှိတယ်ဒီအဓိကစောင့်ကြည့်ရမယ့်ကစားသမားတော့ quarton တို့ liverpool ဒုက္ခပေးနေကြ isabella sars တို့ပေါ့ဒီကစားသမားတွေပဲရှိပါမယ်ဟုတ်ကဲ့ပါတကယ်လို့ဒါဒီဘက်မှာပေါ့လေဒီ liverpool တက်ပေါ့ တို့ရဲ့ဒီအရှုံးလွန်နိုင်ရပေါ့ပြန်ပြီးပြန်လဲရုံထွက်နိုင်မှုဆိုရင်လည်းလဘဘုတ်အတွက်ဘလို့အရာအဓိကပြင်ဆင်သင့်တယ်ဗျာဒီပွဲမှာအာဘလို့အရာအဓိကပြင်ဆင်လဲဆိုအဓိကကတော့စိတ်တဲ့ဘိုင်းပေါ့နော်စိတ်တဲ့ဘိုင်းကတော့နည်းနည်းလေးပို့ပြီးတော့ညှစ်တင်မှုလို့ပြီးဒီ virgin van dyke လဲသူ breath ဖို့ရှုံးပြီးတဲ့ပွဲနောက်မှာပြောသွားတာရှိမှာငါတို့ကိုယ့်ကိုမှန်တဲ့ကိုပြန်ကြည့်ဖို့လိုပြီးပေါ့ငါပါဝင်ဆိုပြီးတော့ဒါ virgin van dyke လဲပြောသွားတယ်အမှန်တော့ကိုယ့်ကိုဘာတွေလဲ သိဖို့အရေးကြီးတယ်ကို profile တွေကိုအမှတ်ရနိုင်ဖို့အရေးကြီးရယ်အဲ့ဒါကတော့အရေးဆုံးအချက်ပဲပြီးတော့ဒီ Premier League ရရှိအင်္ဂလန်ဘောလုံးလောကမှာ trend ဖြစ်နေတာ jewelry မှာအရင်အရေးကြီးတယ်အဲ့ jewelry မှာကျွန်တော်တို့လူကောင်သေးတာကြီးတာ physicality ဘိုင်းအထက်အဓိကစိတ်ဓာတ်ပိုင်းတာရှိနေအဲ့ဒါကလည်းတစ်ဖက်ရဲ့ physicality ကိုလိုက်ဖိပြီးကစားဖို့ဟိုခွန်အားဖြစ်စေတယ်ပေါ့လေကျွန်တော်အဲ့စိတ်ဓာတ်ပိုင်းကိုပဲအဓိကပြောချင်တယ်အဲ့တော့ဒီဒီနေ့ကွင်းလယ်မှာဒီ jewelry မှာအဓိကကောင်းတဲ့ဒီ macalester ဒီ sobos line အဲ့နှစ်ယောက်အပြင်မှာ ဒီကတိကတိကျောင်းကိုသုံးအဲ့၃ရောက်ကိုဒီဟိုကွင်းလင်အထိုင်ကစားပေါ့နော်ဒီ Florian VS ကို Force 9နဲ့ Frankfurt မှာ Frankfurt နဲ့ဒီမှာလုတ်ခဲ့တဲ့အတိုင်း Geo အတက်ပေါ့အဲ့ Geo အတက်မှာတော့ AKTK ဆာလာဖြစ်ရင်လည်းဖြစ်မယ်ဒါမှမဟုတ် Gabo နဲ့ဆာလာဖြစ်ရင်လည်းဖြစ်မယ်အဓိကတော့ဟိုဂပိုရောဆာလာကိုသုံးပြီးတော့ဟို Liverpool ကသူတို့လိုချင်တဲ့ balance ကိုရမလို့လို့တော့ကျွန်တော်ခံစားရတယ်ပြီးတော့နောက်တစ်ချက်ပြောစရာရှိတာက Liverpool မှာဆိုရင်ဒီခံစစ်ကိုစိတ်လူလဲရကုတဲ့ ဟိုကစားသမားကြီးနည်းတယ်ပေါ့လေကျွန်တော်ပြောမှာဆိုတိတ်တိတ်မရှိဘူးဂရမ်ဘတ်တို့ဘောက်ကလည်းအဲ့လောက်မစစ်ဘူးမစစ်မစစ်ချက်စီးကိုကြီးလိုက်ရင်လည်းဒီကနာချိုနတ်တို့ခန်းစစ်ကိုအသက်တန်ကူတယ်ဆိုတာမျိုးမြင်ရတယ်ဒီအာဆင်နယ်ဆိုလည်းဒီလိုပဲဆာကာမာတင်လည်းလီဗာပူးမှာကျတော့ဒီဖလော်ရီယန်ဗီယက်စ်ကလည်းဒီနောက်ကို tracking run တွေအားနေတယ်အားနေဟုတ်ကဲ့အလုံးစိုးရဲ့လောက်မှာသူလည်း present monster ပါပဲ။သူကဒါမှမဟုတ်အရှိ့ကို present tracker လောက်တဲ့အချိန်မှာကောင်းတယ်။ဒီအနောက်ကိုပြန်လိုက်စီတဲ့နေရာမှာအားနေတယ်။ဒါမှမဟုတ်အဲ့မှာ prevalent ပွဲမှာဆိုဒီ442 shake ကိုတက်လိုက်တဲ့အချိန်မှာညာချမ်း ကဒီဖူဘက်ဒီသူ့လူသူ့လူပေါ့နော်ဟစ်မန်သူ့သူ့လူဖြစ်သွားပြီဆိုရင်အနေထားမျိုးမှာဒီအရှိ့ကိုတိတ်ပြီးတော့ trigger တတ်မလို့တော့တွေ့ရတယ်အဲ့တော့ဒီ Florian VS ကိုကျွန်တော်တို့ဒီကွင်းလေတဲ့ညာချမ်းဖူဘတူနီနဲ့ပွဲထုတ်ကွင်းလေတဲ့ကိုဝင်ကစားအဲဒီဘက်ကတော့ကျွန်တော်တို့ဟို cash cash ပဲဖြစ်ဖြစ် robert sam ပဲဖြစ်ဖြစ်ဒီ wit ကိုထောက်အဲအရှိ့မှာတော့ကျွန်တော်တို့အဓိကဒီဘယ်လိုပြောရမလဲ prefer လုပ်ချင်တာကတော့ prefer လုပ်ချင်တာကတော့ဒီ ကဘိုလိုင်းနဲ့အောက်ပြီးတော့အတီတီကေးနဲ့အစာလာနဲ့အတွဲပေါ့ဒီဟာဟိုကျွန်တော်တို့ဒီမာရီပြောနေတဲ့ဒီနီးပြောပိုင်းပြန်လဲချိန်ညှိမှုလေးဆိုတာကတကယ်တော့ဘာမှမဟုတ်ဘူးဟိုပြောရရင်ဟိုဒီဟာတွေနဲ့ဒီကစားပုံတစ်ခုနဲ့ဇလိုက်ရှုံးလာတဲ့အချိန်မှာအလှည့်ပြောင်းလေးလုပ်တဲ့အချိန်မှာကစားသမားတွေတို့လည်းဒါခုနကျွန်တော်ပြောခဲ့သလိုစိတ်သက်လူသက်ခွန်အားသက်ဆိုတာမျိုးရတယ်အဲ့ဒါအဲ့ sense လေးတစ်ခုကိုထည့်ပြီးတော့တခြားလေးကစားမယ်ဆိုတော့လီဗာပူးဒီဘက်မှာရလက်ကောင်းပြန်ရလိမ့်မယ်လို့တော့ကျွန်တော်မြင်ပါတယ်ဟုတ်ကဲ့ပါဒါဘလို့ရလက်ထွက်ပေါ်လာမယ်ဆိုတော့ကျွန်တော်ကပွဲနေမှာစောင့်ကြည့်ရမယ်တကယ်တော့ဒါပဲလေးရလဲလက်ရှိချိန်မှာ ိုအကောင်းဆုံးပုံစံရနိုင်လို့ပဲပြောရမှာပေါ့လေအဲ့တော့ဒါပြီးခဲ့တဲ့သူအရင်နေခဲ့တဲ့ပွဲတွေပါဆိုရင်ဒါအာဆင်နယ်လို့လို့အသင်းမျိုးဒါဟိုကွန်ဖရင့်လိမှာဒါဘယ်လိုပြောမလဲသူတို့အမှတ်မထင်ရှုံးရတဲ့ပွဲလို့လို့ပဲကျွန်တော်ယူဆကြတယ်ပေါ့အဲ့တော့လူရမ်းမှာထပ်ပေါ်လာမယ်ဆိုတော့ကျွန်တော်ပွဲဒီမှာသူစောင့်ကြမယ်အဲ့တော့နောက်တစ်ပွဲအနေနဲ့ကျွန်တော်ကဒါ Wolf နဲ့ဒါ Chelsea ပွဲပေါ့လေအဲ့တော့အင်းဆုံးဝူကိုပြောချင်တာဝူကဒီပွဲမှာဒါပရီးမီးယားလိမှာဒီပွဲမှာနိုင်ဝဲမရသေးဘူးအဲ့တော့တော်တော်လေးလဲဟိုထူးခြားတယ်ပေါ့လေအဲ့တော့လက်ရှိမှာဒါ Chelsea ကအဲ့လောက်ကြီးစိုးသွားနေတာမဟုတ်ဒါပေမဲ့ပြီးခဲ့တဲ့ပွဲမှာတို့ဒါအရင်နေနေတယ်ပေါ့ဒါပရီးမီးယားလိပွဲစဉ်မှာတော့အရင်နေနေတယ်အဲ့တော့ wolf ကဒါပြီးခဲ့တဲ့ဟိုကျွန်တော်တို့ဒါရှုံးတဲ့ပွဲစဉ်မှာဆိုရင်ဒါဘယ်လိုပြောမလဲနီးပြားနဲ့ပေးတန်နေအောင်အချင်းများခဲ့တာကျွန်တော်တွေးကြည့်ရတယ်အဲ့တော့ဟိုအဲ့လိုအကုန်လုံးကပြောနေကြတာဟိုနီးပြားရဲ့အနာဂတ်ကနည်းနည်းလေးထိုင်ပူပူလာပြီအဲ့လိုပြောအဲ့လိုပဲဗီတာပါရာကလည်းဘယ်လိုပြောမလဲအခုလက်ရှိသူ့လူစင်အဲ့လောက်ကြီးလည်းမဟုတ်ပါဘူးဟိုဘယ်လိုပြောမလဲအဲ့လောက်ကြီးစိုးသွမ်းနေထမှာတော့မပေါ့ဘူးပေါ့လေဒါပေမဲ့ဒီရန်ကဘယ်လိုဖြစ်သွားလဲတော့မသိဘူးအဲ့တော့အရင်ဆုံးဒါဝူးရဲ့အချင်းလေးနဲ့ပတ်သက်ပြီးတော့ကောင်းတဲ့ပြန်ပြီးဆွေးနွေးပြီးပါအောင်ဗျာ ဖူးကတော့ကျွန်တော်တို့နောက်ဆုံးအကောင်းဆုံးမြင်ခဲ့ရတာဒီနူနိုဆန်တိုစ်ရဲ့လက်အောက်မှာတော့တော်တော်လေးကောင်းခဲ့တယ်ဟုတ်ကဲ့သူတို့ကစားတဲ့ပုံစံနဲ့အဲဒီပေါ်တူဂီဝင်ရောဒီလက်တင်ကစားသမားအများစုနဲ့သူတို့ဖွဲ့စည်းတယ်အဲဒါပေမဲ့အဲ့နောက်ပိုင်းမှာပြီးခဲ့တဲ့ရာသီကလည်းဒါရာသီကုန်ကန်ဒီမှာတောက်လျှောက်သူတို့ရာသီတွေပြန်ကောင်းပြီးတော့ဒါစပိုင်အထက်မှာလာနော်အဆင့်16နဲ့သူတို့တန်းကြံရစ်ခဲ့တာပေါ့ဟိုတကယ်တကယ်ကြာရာသီအဆမှာလုံးဝရလက်မကောင်းဘူးဘူးကိုကြီးလိုက်ရင်ဒီကုညာဒီနော်ရီဒီကစားသမားတွေတော့ကပဲကယ်ရီလုံနေတာကိုကျွန်တော်တို့မြင်ရတယ်ဒီ ဒီဘာစီလိုနာမှာကစားခဲ့ဘူးတဲ့ဒီဆမီဒိုတို့ဘာတို့ကအစားတော်တော်လေးဖောင်အောက်တယ်ချေလမ်းမပေါအောင်ပေါ့နော်အဲ့တော့ဒီဗီတာပါရဲပါရဲရာအနေနဲ့ဒီရာဒီပရီးမီးယားလိမှာသူတို့ကိုယ်ပဲကစားထားတယ်နှစ်ပွဲပဲသေးရနှစ်မှတ်ပဲရထားတယ်မှတ်ပြစရအောက်ဆုံးမှာအဲ့လိုနေထားမျိုးမှာဘူးရဲ့ပြဿနာကလည်းဘယ်လိုလဲဆိုတော့ကျွန်တော်တို့ဒီနီးပြားတယောက်ရဲ့သူ့ရဲ့ဘေးဒပ်အေအေချင်းတွေကိုလာပြီး promote လုပ်တဲ့ပုံစံမျိုးလိုပဲကျွန်တော်ခံစားရပါတယ်ဒါကတော့ဟိုဟိုကျွန်တော်အမြင်ပေါ့လေဟုတ်ကဲ့ဟို ဘယ်လိုပြောရမလဲကွန်ပဏီဘန်ဘန်လေးကိုကင်ခဲ့တယ်လို့မျိုးဖြစ်တယ်သွားပြောအရန်ဒီ build up တွေလုပ်ချင်တယ်ကိုယ့်ရဲ့ tactical identity ကိုချပြခြင်းနဲ့ဆိုတဲ့ပုံစံမျိုးတွေသွားတယ်တတွေ့မသိမ့်မဆန်တတွေ့သိမ့်မဆန်ဘူးပေါ့နော်ပြီးရဲ့ရာသီကသူတို့ three bat သွားတယ်ဒီရာသီမှာသူသူသူတို့433ကစားတယ်ဘယ်လိုပဲကစားကစားသူတို့ကစားနေတဲ့အရွေတွေကတော့ဟုတ်တယ်တော်တော်လေးကြည်လိုက်မယ်ဆိုပြီးခဲ့ရာသီကလည်းဒါအရှိ ရာဒီဝလာဆိုဒီလာမီနာတို့ဂျာဟိုဂိုမတ်တို့အန်ဒရီတို့အဲဒီဒီဝင်ရိုးလေးနဲ့ကွင်းလေကစန်တာဘတ်နှစ်ယောက်ဂျားတွေဝင်လိုက်မသိရင်ဟိုဟို PSG ကဒီဗီဂျီညာတို့ဂျာဟိုဒီဘတ်တို့လုံနေလို့ပဲလုံနေတဲ့အရွေတွေကဟုတ်တယ်ဒါမဲ့သူတို့ရဲ့ qualitative အရေးချင်းအရာက PSG မဟုတ်ဘူးအဲ့လိုဖြစ်တဲ့အနေအထားမျိုးမှာအဆင်မပြေဘူးပိုဆိုးတာဒီရာဒီမှာနော်ရီတို့ကူညာတို့ထွက်သွားတယ်ထွက်သွားပြီးစီဒီဆာဗာရီယာတို့ပြီးတော့အများကြီးပဲထွက်သွားဆမီတိုတို့လည်းမရှိတော့ဘူးဒီလိုနေထားမှာသူတို့ပြန်ခေါ်ထားတဲ့ကစားသမားကလည်းဟို မလုံလောက်ဘူးပေါ့လေကျွန်တော်အမြင်ကျွန်တော်အမြင်ဆိုတော့ဒီအဲစောင့်ကြည့်ရမယ့်ကစားသမားကတော့ဒီ strand larsen တယောက်လောက်ပဲရှိတယ်သူတို့ဒီဒီကစားသမားလေးကတော့ပြီးခဲ့ရာဒီမှာလဲဘူးဘူးရဲ့ဒီဂိုးသွင်းနှုံအရာဖောင်အရာဆိုတော်တော်လေးကောင်းခဲ့တယ်ပါတယ်ဒါပြီးခဲ့ရာဒီကသူ setter vigo ကနေလာပြီးတော့အငှားလာကစားတာပေါ့အဲပြီးခဲ့တဲ့ရာဒီမှာဒါဘူးအတွက်ဆိုရင်သူဒီ goal distribution 78ကိုရှိဒီသူ hg ဟို11.0တဲရနေပြီသူ14ကိုရာ အရှိရာဒီကိုကြည့်လိုက်တော့23 24ရာဒီမှာဒါ setup view ကိုအတွက်ဆိုသူ90သွင်းတယ်သူ AC က19ကိုပဲရှိဒီကစားသမားလေးကမစိုးဘူးဟို6ပေလေးလက်မှရှိတယ်အရက်ကလည်းဒီ physical ဘိုင်းတွေပါတယ်အားကောင်းတယ်ဒီဒီကစားသမားလေးတယောက်လောက်ပဲခုမှစောက်ကျင်စရာစောက်ကြည့်စင်စရာရှိတယ်ဒါပေမဲ့အခုခုနကိုဝင်ပြောသလိုပေါ့တကယ်ကလက်တွေမဆန်တာပေါ့သူလုံးနေတဲ့ဟာတွေကတော့လုံးနေတယ်ဆိုရဲဟာမျိုးတော့သွားပြီးမြင်ရတယ်ပြတာပြတယ်ဖွဲမထွက်ဘူးဆိုရဲပုံစံမျိုးပေါ့လေဒီကွင်းလက်မှာဆိုလဲအခုကျွန်တော်တို့ Andrew တခြားလေးတည်ပြီးတော့အဲ့အဲ့အရှိမှာကျွန်တော်တို့ဒီ ဒီ backguard ပေါ့နော် backguard အဲ့အရှိမကျွန်တော်တို့လာစင်ညာချမ်းမှာတို့ဒီဝိုင်းချမ်းကိုမိသားစုခေါ်တာ areas အဲဝိုင်းချမ်းကဒဟန်ရရနေတယ်ထင်တယ်။ဘယ်ချမ်းမှာတော့ကျွန်တော်တို့ Rodrigo Gomez ပဲပွားထွက်လာလိမ့်မယ်လို့ထင်တယ်။သိပ်ပြီးတော့တော့ Chelsea ကိုဒုက္ခပေးဖို့တော့မရှိဘူး။ဟိုဒီ Victor Paris Paria လုံးနေတဲ့ဟာတွေကလည်းတကယ်တကယ်ကြတော့လက်ရှိမှာဆိုရင် Anzo Maris ကကိုယ်တိုင် Arne Slot ကိုယ်တိုင်တော့မှာအဲ့ position နဲ့ဆိုရချာတိစောက်ဖို့ရုံးကန်နေရဒီမှာဒီ long throw trend တွေ long ball trend တွေ drive ball trend တွေအောက် တော့သူလုံးနေတာဟာတဲ့သူ့အသင်းရဲ့စကွက်ကြီးရဲ့ဒီအရေးချင်းနေရဆိုရင်ပို့ဆိုးတာပေါ့အဲ့ဒါဒါကြောင့်ကိုလည်းဟူကပို့ရုံးကန်နေရတယ်လို့ကျွန်တော်မြင်ပါတယ်ကိုဟုတ်ပါတယ်တကယ်တော့ကျွန်တော်ခုနပြောချင်းလိုပဲပေါ့ဟိုလက်တွေမဆန်ဘူးပေါ့လေတကယ်တော့သူ့ရဲ့စကွက်နဲ့လိုက်ဖက်မဲ့ချီကန်မှုမျိုးတွေကစားဟန်တိုင်းကိုသူချမှတ်မှာပေါ့လေဒါပြီးခဲ့တဲ့ဒါရာသီဝက်ကြော်မှာသူရောက်လာတယ်ပေါ့ရောက်လာတော့သူနောက်ပိုင်းမှာသူ wolf ကိုဒါ င်းမြန်လေးမှာကြံခိုင်းအောင်သူဆွဲဆောင်နိုင်ခဲ့ပေါ့လေဆွဲတင်နိုင်ခဲ့ပေါ့အဲ့တော့ဒီဟာဒီမှာကျွန်တော်တို့ကသူ့ကိုတော်တော်မျောလင့်ထားတာဘာဖြစ်လို့ဆိုတော့သူခေါ်ထားတဲ့ဒါ Aries ဆိုပါဦးကစားသမားကြီးပြီးခဲ့တဲ့ဒါ Club World Cup မှာဒါဟို Flamingo နဲ့လားအမဘလောက်ဒီခြေဆွမ်းပြကြလဲဆိုတာကျွန်တော်တို့သိရပေါ့ဒီလူလူကစားသမားတွေက physical လည်းကောင်းတယ်တကယ်မမထန်တဲ့ကစားသမားတွေကဝုန်းနဲ့ဘယ်လိုပြောရမလဲဟို live ဖတ်တယ်ပေါ့လေအဲ့တော့ဒါမှအခုလက်ရှိမှာအင်းကြီးကဘလိုနည်းနဲ့မှောက်တယ်မလားဟို line တောင်ရောက်မသေးကြဘူးအဲ့လိုမျိုးဖြစ်နေတာဆိုတော့ Chelsea အတွက်ကတော့ဒါကန်ကောင်းတယ်လို့ပဲပြောရမှာပေါ့လေအဲ့တော့ဟိုဘယ်လိုကြောင့်လဲဆိုတော့ဒါ အာဆနယ်တို့ဒီခုနကလော်လီဗာပူးတို့ဒါ project ကစားနေရှင်မှာသူကဝူးနဲ့လာတွေ့နေတာဗောလေအဲ့တော့အာဒါမဲ့တခုရှိလာက Chelsea ကလည်းဒါပြီးခဲ့တဲ့စနားနှုန်းကိုရှုံးနေမှာတော်တော်လေး cancel ပိုင်းက cancel အပိုင်းမျိုးကိုကစားမပေါ်လို့ဆိုးရခဲ့တယ်ဗောလေအဲ့တော့ Chelsea ကရောဒီပွဲမှာဟိုဘယ်လိုပြောမလဲသူတို့ရဲ့ဒီ ဟိုတိုက်စစ်ပိုင်းပေါ့လေအဓိကတိုက်စစ်ပိုင်းပေါ့ကျွန်တော်ပြောမှာပေါ့မဟုတ်လို့ဆိုတော့ဟိုတော်တော်လေးရုန်းကန်ခဲ့ရတယ်ပေါ့လေဒီကိုရဖို့တွေရောဟိုဆန္ဒလိုင်းကိုပြီးခဲ့တဲ့ပွဲမှာဒါထိုးပေါက်ဖို့ထိုးပေါက်နိုင်မှုဒါ export ဟိုဟာ export လုပ်နိုင်တဲ့အပိုင်းမှာတော်တော်လေးရုန်းကန်ခဲ့ရဆိုချယ်ဆီရဲ့တိုက်စစ်ပိုင်းရောဒီပွဲမှာဘလို့ပြင်ဆင်လာနိုင်လဲအဲ့အဲ့အပြုံမှာဒါကွင်းလေပိုင်းအလှည့်ပြောင်းလို့ဘလို့တွေဖြစ်လာနိုင်လဲဒါကွန်သက်ပြောပြပါဦးဗျအာချယ်ဆီကတော့အပြောင်းလဲအများကြီးလောက်လာဖို့ရှိပါတယ်သူ့အနေနဲ့ကဒီဆန္ဒလိုင်းကိုနောက်ကျကိုနဲ့အရင်နှိမ့်ခဲ့တယ်ဆိုပေမဲ့အဇိုမာရကာရဲ့ဒီ site ဘက်ကကြာတော့အများကြီးသူ ့ဖီအားဝင်စရာမရှိဘူးခုနကကျွန်တော်တို့ပြောခဲ့တဲ့အာနီစလော့လောက်တဲ့သူဖီအားဝင်စရာအကြောင်းမရှိဘူးတော့ဒီဒီပွဲမှာလည်းသူ့ရဲ့ဒီကစားသမား squad တောင်းတင်းမှုအရအရန်အများစုနဲ့သူတို့ပွဲထွက်လာလိုက်မယ်ဒီဒီ weekend မှာလည်းသူကစပါးနဲ့လန်ဒန်ဒါဘီကစားရမယ်စပါးကွင်းကိုသွားပြီးကစားရမယ်ဆိုတော့ဒီပွဲမှာတော့သူကျွန်တော်ထင်တယ်ဂနက်ချိုတို့နတ်တိုတို့အနာပေးပြီးတော့ဒီ guest stand တို့ဒီဒီ ဘန်နော်ဒီတို့အဲဒီဘက်ညာကျန် ST ဘောင်းလို့လည်းဝတ်ထွက်လာလိမ့်မယ်လို့ထင်တယ်တိုက်စစ်မှာဆိုလဲဒါဒီ lab ကတော့ပြန်ပါနိုင်မှာတော့မသိဘူးပေါ့နော်သူကစောက်ကြည့်ရပါမယ်ဒီ lab မပါဘူးဆိုတော့ဒီ George ပဲရှိမယ်ပေါ့ဒီ Queen လဲ Double Pivot အတွဲမှာတော့ Kaisido ရောဒီ Anzo ရောအများမရှိဘူးကစားဖို့မရှိဘူးကျွန်တော်ဒီနှစ်ယောက်ထဲကတယောက်တော့ကစားနိုင်တယ်အဲနောက်တန်းမှာဆိုရင်တော့ကျွန်တော်တို့မရှိမှလည်းဆို Torsen ရှိမယ်ပြီးတော့ဒီဘက်ညာကျန်ဖူဘက်မှာဆိုရင်ဒီပွဲဘက်ပြည်တန်ကြီးပြန်လွတ်လာပြီဖြစ်တဲ့ Gusto ရှိမယ်အဲသူ့ကိုဒီ အချင်းပေါင်းနဲ့ပဲတွဲမှာဟိုတို့ပေါ့ဆိုဒီဘက်မြင်ရနိုင်ရနော်အဲဟာဟာတို့မြင်ရနိုင်ဟုတ်ကဲ့ဟာတို့ဒီဘယ်ချက်ဘူးပါမြင်ရကူကူရီးယားလည်းအနာပေးလာနိုင်တယ်ပေါ့နော်ချက်စီကတော့အရင်ကစားသမားအများစုနဲ့ပဲပွက်ထွက်လာမယ်လို့မြင်တယ်ဒါပေမဲ့သူ့ရဲ့အရင်ကစားသမားအများစုကလည်းဒီ EFL ကတ်မှာရောဒီ Champion League မှာရောသူတက်တည်ပြနိုင်တယ်ပေါ့အဲ George Rowe ပါဆိုလဲဒါကောင်းတယ်ကိုကိုတကိုးသွင်းတကိုးအဆက်ကြီးပါလောက်တယ်ကစားတဲ့ပွဲမှာဆိုရင်အဲ့တော့ဟိုချက်စီဘက်ကတော့အရင်နေနဲ့ပွက်ထွက်လာတဲ့အချိန်ဒီ Wolves အတွက်ကတော့ ဟိုမလွယ်ပါဘူးဟိုကျွန်တော်ပြောချင်တာဒီ wolf ကိုအရင်နေနဲ့ပဲသူအသာစီးရအောင်ကစားနိုင်ပါတယ် chelsea နေနေရဟုတ်ကဲ့ပါတကယ်တော့ဒီပွဲမှာဒါ chelsea က blue နေပဲဒီအရင်နေပဲကစားတာသူ့ရဲ့အရင်ကလည်းသူ့ရဲ့အတိုင်းပဲဟို project ရှိတဲ့လူငယ်လေးကြီးလीပြောမယ်ဆိုတော့ဒါ queen မှာဆိုတာ andrew santos ဆိုတာပြီးခဲ့တဲ့ရာသီတော့ဒါ strawberry ပေါ်မှာတော်တော်လေးဆွမ်းဆောင်ကောင်ပြတ်သားခဲ့တယ်အဲ့လိုမျိုးပဲဒါ st bomb ဆိုတော့အရင်ကြောက်စရာကောင်းတယ်ဒါပြီးခဲ့တဲ့သူဝင်ကစားနေရတဲ့အချိန်ဒီမှာတခုခုတော့လုံးပြနေတဲ့ကစားသမားတွေဆိုတော့အာဒီပွဲမှာတော့ဒါဒီဒီနှစ်သင်းတွဲဆိုရင်ဒါဘယ်အချက်တွေရဒါဟို key point ဖြစ်လာနိုင်လဲဒါနောက်နောက်ဆုံးပြောပြပေါ့ဗျာ โอเคเบเช็ดတွေက key point ဖြစ်လာနိုင်လဲဆိုတော့ဒီ hatto ရဲ့ခြေဆောင်တစ်ချက်ကြည့်ရမယ်โอเคချက်ကြည့်ရမယ်ဒီ chassis ဘေးရက်မှာကျွန်တော်တို့ kaisi တို့အဲ့ဆိုနှစ်ယောက်အတွဲမဟုတ်ရင် chassis ဘေးရက်ကနည်းနည်းလေးဂျုံကန်တာကိုတွေ့ရတယ်သူတို့သွားတဲ့ပုံစံတော့ဒီဖြည့်ရဆို3133တို့မဟုတ်316ကိုသွားတဲ့ပုံစံမျိုးပေါ့နော်ဒီ hatchback တွေကိုဒီ full pad တွေကတတ်ထောက်ကူကူလေးရာတို့မဟုတ် ဒီဒီဘွဲမှာတော့ကျွန်တော် ghost to ဖြစ်လိမ့်မယ်ထင်တယ်နော်ညာချမ်းကနေအဲ့လိုတက်ထောက်တဲ့ပုံစံမျိုးဒီ bounce fee ဆိုတာတဲ့သူက diamond shake ကိုသွားတယ် diamond ကသူကစိန်ပွင့်အောင်အောက်ဆုံးမှာဒီ kai zero pip for အဲ့အရှိမမှာဒီ၃ရောက်တန်းပေါ့နော်ဒီတက်သွားမယ်ဒါပါတော့ anzo ဖြစ်ကောင်းဖြစ်မယ်ဒီ santos ဖြစ်ကောင်းဖြစ်မယ်အဲဒီဘက်ကကျွန်တော်တို့ဟိုဘူနာနာတိုဘူနာဘူနာနော်ဒီဖြစ်ဖြစ်ကောင်းဖြစ်မယ်ပေါ့နော်အဲ့တော့အဲ့လိုပုံစံမျိုးမှာအဲ the lot chelsea ပြည်သက်တွေ ဟိုစိတ်ဝင်စားရတာတော့သူတို့ goal အရန်လိုအပ်တဲ့အချိန်မျိုးပါဒီ box attacker ကိုနှစ်ယောက်မသုံးတဲ့ပုံစံမျိုးပေါ့ဒီ fullback ပဲဒီ box တဲကို late run တွေလုပ်နေတဲ့ပုံစံမျိုးသူတို့အားမရကြဘူးတကယ်တကယ်လဲ Anso Maris ကနေနဲ့သူ့ရဲ့ position နဲ့ structure ကိုဟိုဖြတ်ပြီးတော့အဲ့လိုတိုက်စစ်ပုံစံနှစ်ယောက်မျိုးကိုမသုံးတာမျိုးကတော့ဟိုကျွန်တော်ပွဲတွေမှာလည်းတွေ့ရတယ်ပြီးခဲ့တဲ့ Sunderland မှာဆိုလဲဒီတောင်မန်တွေဘက်အဓိကအားပြုပြီးတော့သူအလဲလဲလုပ်နေတာကိုတွေ့ရတယ်ဒီပွဲတိုင်းလေကိုမတချို့ပွဲတွေမှာသူလူစားလိုက်လိုက်တဲ့ဒီကစားသမားတွေ Kirsten တို့ ST Bound တို့က ကိုသွင်းနိုင်တယ်တချို့ပွဲတွေမှာကိုမသွင်းနိုင်ဘူးဒီတိုက်ဆက်ပိုင်းမှာတက်ပြီးတော့ထူးထူးခြားခြားရှိနေတာကိုလည်းတွေ့ရတယ်နောက်ဆုံးပွဲမှာတော့ဒီဂျာဝပက်ထရိုနံပါတ်10ရိုးကစားသွားတယ်ပေါ့နော်ဒီဂျာဝပက်ထရိုနံပါတ်10ရိုးကိုတော့ကျွန်တော်နေတော်တော်လေးသဘောကျတယ်ဂျာဝပက်ထရိုနံပါတ်10ရိုးကအဲအဲ့ဒီရှိမှာတော့ကျွန်တော်တို့ဒီကိုကိုရူရှိမလားပေါ့နော်အဲ့တော့အဲ့ဒါလည်းတစ်ချက်စောင့်ကြည့်ရမယ်အဲ့တော့ချက်စီးဘက်မှာကဟိုပြောရရင်တိတ်ပြီးတော့ ဝူဖ်အတွက်ကတိတ်ပြီးတော့ကီးပတ်တဲ့ဘာကြီးတိတ်မရှိပါဘူးဒီဝူဖ်ကလည်းဒီပြောမှဆို positional structure ကိုသွားနေတဲ့ပုံစံမျိုးပဲချက်စီးနေနေကြတာလဲအဲ့ဒါကသူ့ရဲ့ pressing အားကလည်းတော်တော်လေးကောင်းတယ်ဟုတ်ကဲ့ဒီ man to man pressing ကိုသူကတက်ပြီးနေစေအသင်းပေါ့လေလက်ရှိ premier league မှာဆို pressing လည်းကောင်းတယ်ကိုပေးတဲ့ဘိုင်းမှာလည်းဟိုတော်တော်လေးကိုဒါပြောဒီရာသီမှာသူ improve တော်တော်လေးဖြစ်လာပြီးပြီးခဲ့တဲ့ရာသီအားတဲ့အဲ့လိုအနေထားမျိုးမှာဟိုဝူဖ်အတွက်ကတော့လွယ်ပါဘူးချက်စီးကိုခံခံဖို့ဆိုတော့ဒီကျွန်တော်ပြောလို့ strand lasin တယောက်လောက်ပဲစောင့်ကြည့်ရမယ်ဒီတယောက်ချင်းအားလောက်ကိုပဲ ်ပါအလှည့်ကြောင်းဖြစ်သွင်းတော့ချက်စီးဘက်ကလည်းခန်းဆက်ပိုင်းကဟိုပြောမယ်ဆိုတော့အားနေတာပေါ့ပြီးခဲ့တဲ့ဆန်းလန်းနဲ့ပွဲမှာဆိုလဲဒါနှစ်ယောက်တောက်အနေထားကနေသူဒါကိုဝင်မလုံးနိုင်ဘူးအများနဲ့ကာနေပြီးတော့ဒီဘက်ကတယောက်ကိုသူထိုးပေးလိုက်တဲ့အနေထားမျိုးမှာဆန်းလန်းအနိုင်ကိုသွင်းသွားတာဆိုတော့ဒီချက်စီးခန်းဆက်တာဟိုခြေစွမ်းကောင်းပြနိုင်မယ်ဆိုရင်ဘူးတော့ကမျောလင်းရှင်စရာမရှိပါဘူးဒီဘက်ဟုတ်ကဲ့ပါတကယ်တော့ဒီကာရမောင်းဖလားပွဲဆိုတော့ဒီလိုအဆင့်နေမှာဆိုတာကဒါပြိတ္တတွေအရင်စောင့်ကြည့်နေ နေကြပါလိဟိုအခိုက်အတန့်မဟုတ်ပြီမဲ့လက်ရှိမှာဒါပရီးမီယာလိဂ်ကလပ်အသင်းချင်းလည်းတွေ့နေတဲ့လက်တလုံးမှာဒါလီဗာပူးတို့ဆိုရင်ဒါဖီးယားများနေတဲ့ချိန်ဒါပဲလီနဲ့တွေ့တဲ့ချိန်ဒါဟိုချယ်ဆီဆိုလည်းဘာပဲပြောပြောဟိုပြီးခဲ့တဲ့ပွဲမှာရှုံးတာရှုံးတာဆိုတော့အခုဝူးနဲ့တွေ့မှာဆိုတော့ဘာပဲပြောလူဟိုပိတ်သက်စောင့်ကြည့်စင်ကြပါလိအဲ့တော့ဟိုအခုလိုမျိုးပြတာပြပြဆုံးဆုံးဖိချားပေးတဲ့အတွက်ကောင်းဆုံးအထူးပဲကျေးဇူးတင်ပါတယ်ဒါသုံးသက်ပေးပါဟိုဟာသုံးသက်ပေးတော့တော်တော်လေးပြည့်စုံပါတယ်အဲ့တော့ဘလို့ရလာထွက်ပေါ်လာလို့ဆိုတော့ကျွန်တော်တို့ဒါပွဲနေမှာစောင့်ကြည့်ကြပါမယ်အခုလိုမျိုးပြပြဆုံးဆုံးဖိချားပေးတဲ့အတွက်ကောင်းဆုံးအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ ကျွန်တော်တို့အစီအစဉ်ကိုအမြဲတမ်းစောင့်ကြည့်နေရတဲ့စောကောင်းပြည့်တဲ့အားလုံးကိုလည်းထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာနောက်စီစဉ်မှာပြန်လည်ဆုံတွေ့ပါမယ်